။အေရီတိုင်းပသိမ်ခရိုင်တာဝောင်းမြို့နယ်နဲ့လေးမျက်နှာမြို့နယ်တွေမှာအရခတ်တတော်အေးနဲ့စစ်ကောင်မရှင်တို့တိုက်ပွဲပြင်းထန်ဖြစ်ပွားနေအောင်စစ်ကောင်မရှင်တပ်ကဒဏ်ရာရလူနာတွေပသိမ်ကိုအလုံးရင်းနဲ့ရောက်ရှိနေတယ်လို့သတင်းရရှိပါရယ်။လေးမျက်နှာမြို့နယ်တွင်းကနေရောက်ရှိလာတဲ့ဒဏ်ရာရစစ်ကောင်မရှင်တပ်သားတွေကိုပသိမ်စစ်မြေပြင်စေးတန့်ရင်မဆားရလေးမှကုသပေးနေအောင်လူနာတွေများပြားတဲ့အတွက်ရန်ကုန်ကိုပို့ဆောင်နေရတယ်လို့သိရပါရယ်။ ရှေ့တစ်ဘက်ကလေမျက်နှာဘက်ကနေပြီးစကားကြီးဆလေးစီနဲ့လူနာနဲ့လူသေးတွေပြန်သေးလာတာအခုတာမောင်းဘက်ကနေပါလူနာတွေထက်ရောက်လာတယ်ကုလို့မနိုင်နာတွေကိုရန်ကုန်ကိုပို့နေရတယ်လို့သိရပါတယ်လို့စီဟေးသတင်းရင်းမြစ်က ARD Times ကိုပြောပါတယ်အခုရန်ပိုင်းတွင်တိုက်ပွဲပြင်းထန်လာတဲ့တာမောင်းမြို့မှာတဲပြူရွာတိုက်ပွဲကဒဏ်ရာရစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေ ပသိမ်မဆရာလေးကိုထပ်မံရောက်ရှိလာတာကြောင့်နေရာအခက်ခဲနဲ့ဆေးဝါးသွေးဆရာဝန်သူနာပြုလုံလောက်မှုမရှိတော့တဲ့အတွက်အရေးပေါ်လူနာတွေကိုရန်ကုန်ကိုပို့ဆောင်နေရတယ်လို့ပသိမ်သတင်းထူတက်ဖွဲ့စီကသိရပါဗျ။နောက်တောင်တိုင်းစစ်ဌာနချုပ်နာတခါကတပ်သားသစ်စုဆောင်ပြီး ARI စစ်မျက်နှာပြင်ကိုပို့ဆောင်ခံထားရတဲ့တပ်ဖွဲ့ဝင်အများစုမှာတာပေါင်းလေးချင်းရွာဘက်မှာပြန်လည်ထွက်ပြေးမှုတွေရှိနေတာကြောင့်လိုက်လံဖမ်းဆီးနေရတယ်လို့သိရပါဗျ။ အခုလိုထွက်ပြေးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့မှာနေမြေကျွမ်းကျင်မှုမရှိတာကြောင့်၎င်းတို့ခင်းထားတဲ့မိုင်းတွေကို ပြန်နှင်းမိပြီးတိုက်စုံးမှုတွေလည်းများပြားတယ်လို့သိရပါတယ်။နာတာခါဟာတပ်သားတစ်တွေကြောင့်ဆုံးမှုကိုဆက်သွယ်ရှိသလောက်သာအကြောင်းကြားနိုင်ပြီးအခုနောက်ပိုင်းတိုက်စုံးသူတွေကိုမိသားစုတွေစီအကြောင်းကြားထားတာမရှိတော့ဘူးလို့သိရပါတယ်။ဒါကြောင့်မိသားစုဝင်တွေမှာအပိုင်အုပ်ချုပ်ရေးမှုရဲ့ဖုံးဆက်သွယ်အတိပေးမှုကြောင့်သာတိုက်စုံးကြောင်းကိုလာတော်ကြမြင့်မှသိရှိရပါတယ်။ ကွာကန်းကျေးမှာလှည့်လည်နေတဲ့စစ်ကောင်မရှင်ရဲ့နေပြည်တော်စီးဟာပြီးခဲ့တဲ့နိုဝင်ဘာ20ရက်နေ့ကစတင်ပြီးကျေးရွာတွေအတွင်းကိုလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်။ဒါအပြင်ရွှေတောင်ရံမြို့နယ်မကြီးစင်ရွာနဲ့တာပေါင်းမြို့နယ်သဲပြူကျေးရွာတွေမှာတိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်မရှင်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့သိရပါတယ်။